2025ခုနှစ်မေလ14ရက်ဒီနေ့ဗုဒ္ဓနေ့အတွက်ခொနည်းသားမီးတွေအားလုံးတို့အတွက်တဲတော်ကံကြမ္မာနမိတ်ကတော့ဒုစင်ကြောင်းဆိုတဲ့သင်္ကေတနမိတ်ပဲဝန်တို့ဝန်ဖို့ထမ်းဖို့ထားတယ်လို့မျိုးသူတစ်ပါးကိစ္စတွေနဲ့ပင်ပန်းတတ်တယ်ငွေပိတ်ကိစ္စတွေရှုပ်ထွေးတတ်တယ်မနိုင်မနှင်းတာဝန်တွေကိုထမ်းဆောင်ရတာမျိုးကြုံတွေ့ရတတ်ပါတယ်ကို့မှာကြုံတွေ့နေတဲ့အခက်အခဲတွေပပျောက်သွားဖို့လို့အတွက်ကတော့တပြေညွန့်ကိုရေမှန်ထက်ပြီးတော့ဒီလိုနေ့မနေ့ဆောစောမှာ မျက်နှာတက်လိုက်ပါလို့ဥစွာပနာမမနှက်ခင်းရတရာဖြစ်လမ်းညွှန်လိုက်ပါတယ်ဒီနေ့မှာမိရှုသန်းခြင်းဖွားမြင်ကြတဲ့ရင်သွေးရတနာရဲ့အတွက်ကတော့မာဘုဗေဒနိယဘုရုနေဘဝမရဏဘဝဇာတာရှင်တွေဖြစ်ကြပါတယ်မရဏတရဲ့သဘောတရားရသင်းရဲ့မြေကြီးရှင်ရွှေတိဆိုတဲ့အတိုင်းငယ်စဉ်မှာခြူကြတော်လည်းပဲတတိတဏံအောင်မြင်ချမ်းသာကြမယ်ဇာတာကောင်းရင်သွေးရတနာများဖြစ်ကြအောင်နမိတ်ကောင်းဖတ်လိုက်ပါတယ်ဗျာဒီနေ့မှာကြောက်တဲ့မွေးနေ့ရှင်တွေအတွက်တနည်းအားလုံးကံထူးကောင်းဖို့လိုအတွက်ကတော့ ရေခဲမုံနဲ့ကိတ်မုံကိုမြတ်စွာဘုရားရှင်လှူဒန်းခြင်းရဟန်းတန်ဃာကိုလောင်းလူခြင်းဆွေမျိုးအပရိသတ်တို့ကိုရေခဲမုံကိတ်မုံဒါနပြုခြင်းအပြင်တစ်နှစ်တာလုံးအေးချမ်းသာရာပျော်ရွှင်ရပါလိမ့်မယ်ခင်ဗျာဒီနေ့အတွက်အကျိုးပေးဆုံးမကဏ္ဍတွေကတော့နှစ်ကဏ္ဍခုနှစ်ကဏ္ဍဖြစ်ပြီးတော့မိတ်ဆွေတို့ကငွေကန်ကောင်းမှုလို့အတွက်ကတော့ရေသတ္တဝါတွေဖြစ်တဲ့ငါတို့လက်တို့ကိုအစာဓာဏပြုခြင်းအပြင်တည်တည်တာတာငွေကန်ကောင်းပါလိမ့်မယ်စရုဒန်နေကုန်းစန်နေလက်ဖက်ဇန်နေစားတော့ဆိုင်နေရောင်းပန်းတာဝယ်ပန်းတာဘလို့တော့ကတော့ဒီလိုမျိုးမှာစိုင်ရှိကို အဝါရောင်အချွေပပြန့်လိုက်ခြင်းအပြင်တိတိတသားရောင်းမှန်းသာဝယ်မှန်းလှပါလိမ့်မယ်အယောင်တန်းနေတဲ့ကုန်ပစ္စည်းတွေအယောင်တက်ဖို့အတွက်ကလည်းပဲဝါတူလေးတစ်စုံနဲ့တို့ပြီးခေါင်းပြီးရိုက်ပြီးအယောင်တက်ဖို့ဆူတောင်းလိုက်ရင်တိတိသားသားအယောင်ထိုင်ပစ္စည်းတွေရောင်းထွက်သွားပါလိမ့်မယ်အမှုကင်းကြုံနေတဲ့သူတွေဆွေမျိုးမိသားစုမှာရှိရဆိုရင်တော့အမှုကြုံနေတဲ့သူရဲ့အမိကိုကြက်ဦးတစ်လုံးမှရေးပြီးတော့ညနေပိုင်းရေစည်းကိုမျောပလိုက်ပါအခက်ခဲတွေလွတ်မြောက်ဖို့ကံလန်းပွင့်သွားပါလိမ့်မယ် ကျမ်းမာရေးညံ့နေတဲ့သူတွေဆွေမျိုးမိသားစုမှာရှိရယ်ဆိုရင်တော့ကျမ်းမာရေးညံ့သူတွေအတွက်ဓာတ်စာဖြစ်နေဒီလိုနှမျိုးမှာပေါင်မုတ်ထောပတ်တုတ်အနှဲငယ်စပြီးကျမ်းမာဖို့အတွက်ဆူတောင်းလိုက်ပါခင်ဗျာအခြေရေမေတ္တာရေးအိမ်တော်ရေးကိစ္စတွေအစဉ်ပြေဖို့လိုအတွက်ဆိုရင်တော့ဒီလိုနှမျိုးမှာအဝါရောင်ဖြောရေးနှစ်ခွက်မြတ်စွာဘုရားရှင်ကိုဆက်ကပ်၍လူသောစုကိုတောင်းလိုက်ပါခင်ဗျာ